တိုင်းလန်လန်းမိပြီးတော့အိမ်မှာနေနေလေကိုယ့်ရဲ့ speaker စွမ်းရည်တိုးတက်ကောင်းမွန်အောင်လေ့လာလို့ရမယ်နီလန်း၅ချက်ကိုဆရာဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်နံပါတ်၁ချက်ကတော့ you surroundings in english ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအင်္ဂလိပ်စာရေးနဲ့ဝိုင်းရံထားဖို့ဖြစ်ပါတယ်။ကိုယ်ဆွဲလိုက်တဲ့ social media မှာရှိတဲ့ youtube ပဲဆွဲဆွဲ tiktok ပဲဆွဲဆွဲ facebook ပဲဆွဲဆွဲဆွဲလိုက်လို့တက်လာတဲ့ဟာတွေဒီအင်္ဂလိပ်စာရေးပဲဖြစ်ရပါမယ်။ ်အဲ့လိုဖြစ်နေအောင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာတွေကို like ထားမယ် share ထားမယ် follow ထားမယ်ပြီးအိမ်မှာရှိတဲ့စာအုပ်ကလေးတွေအင်္ဂလိပ်လိုလေးတွေဖြစ်ရပါမယ်အဲ့လိုမျိုးပထမဆုံးသင့်အင်္ဂလိပ်စာစွမ်းရင်တိုးတက်ဖို့ speaking ကောင်းဖို့အတွက်ကိုယ့်ကိုယ်ကိုအင်္ဂလိပ်စာပါဝင်ခြင်းလေးနဲ့အရင်ဝိုင်းရရပါမယ်ဒါဟာနံပါတ်1ဖြစ်ပါတယ် number 2 find speaking partner နောက်ထပ်နံပါတ်2အချက်ကတော့ကိုယ့်ရဲ့ speaking legitimate စကားပြောဖို့ရှားပါမယ် speaking ကောင်းဖို့အတွက်စကားပြောမှပဲရပါမယ်စကားမပြောဘဲနဲ့ speaking ကောင်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးစကားပြောဖို့ဆိုရင်စကားပြောဖို့ဆိုတာဒီကလိုလာတာပဲလေဒီမှာလိုအတင်းပြောဖို့ဆိုရင်အတင်းပြောပဲလူရှိရင်အတင်းပြောလို့ရတယ်လို့ပဲ speaking ကောင်းဖို့ဆိုရင် speaking ပြောတာကိုနားထက်နားလည်လောက်မဲ့သူတယောက်ရှိဖို့လိုပါရဲ့မရှိရင်လည်းအနေငယ်နားလည်လောက်တဲ့လူသင်ပေးပြီးတော့ပြောလို့လည်းရပါတယ်အနေအရင်ဆုံးကိုယ့်အိမ်မှာအဲကိုယ့်ရဲ့မိသားစုဝင်တွေကတယောက်နဲ့လေ့ကျင့်တာမျိုးလဲအဆင်ပြေတယ်ဥပမာ what's your name My name is Ajimur. And how old are you? I am good. Uh, where is your mouth? Yeah. Where's your nose? Yeah. Where's your eye? Yeah. Where's your hair? Yeah. Uh, good, very good. အဲကိုကကျောင်းသားတယောက်ဆိုလို့ရှိရင်တော့လေကိုယ့်အတန်းပေါ်ထဲမှာမှာဒီလိုအင်္ဂလိပ်စာကို ဟိုဗောဒီဝါသနာပိုင်းလူတယောက်အဲ့လိုမျိုးနဲ့လေ့ကျင့်လို့ရတယ် If you could talk to anime what would you ask them first I want to ask them about their habits and their day what are they going on Ah that sounds interesting ကိုကလုပ်ငန်းကိုရလူတယောက်ဆိုလို့ရှိရင်ကိုကလုပ်ငန်းကိုမှာရှိတဲ့ဒီပေါ့စိတ်တူကိုယ်တူလုပ်ငန်းအတူတူလုပ်တဲ့လုပ်ဖော်ကံပဲတယောက်နဲ့ရွေးပြီးတော့လဲသူနဲ့ speaking practice လုပ်လို့ရတယ် အဲဆရာတို့ကကြတော့ဆရာတို့ရဲ့အလုပ်ကိုကလေးကစာသင်ရတဲ့အလုပ် English speaking သင်ရတဲ့အလုပ်ဖြစ်နေတဲ့အတွက်ကြောင့်ဆရာအလုပ်မှာကိုကြီးအင်္ဂလိပ်လိုသုံးနေတာဖြစ်တဲ့ကြောင့်ဆရာတို့အင်္ဂလိပ်ကိုများများသုံးလို့နည်းနည်းပို့ပြီးရလာတယ်ပေါ့နော်အဲ့တော့ဆရာလက်နာတွေလည်းဟိုလူတွေကလူပဲဆိုတော့ဆရာတို့လိုမျိုးပဲနေတိုင်းထိတွေ့ပြီးတော့ခဏခဏပြောပါများလာလို့ရှိရင်လုံးဝမရအောင်ဆိုတဲ့အနေထားကနေကောင်းကောင်းကြီးသုံးနိုင်ဆိုတဲ့အဆင့်ကိုဆရာလက်နာတွေလူကြောက်လာနိုင်တယ်ဒါကလူတိုင်းမှာရှိတဲ့စွမ်းရည်ပဲ Do you think English is easy or difficult? Uh, English is neither too difficult nor too easy because uh, it's not my native language. Sometimes I feel difficult, uh, but however, uh, compared other foreign languages like Chinese or Japanese, I think English is easy. What is more important, health or many? In my personal view, both health and many are very important in our life. But if we compare, then health is more important than many. Do you prefer studying in the morning or at night? I prefer studying in the morning. Yes. Because when I study early, it can make the rest of the day feel more productive, it's less stressful, and we get sunlight. If you could travel anywhere as you wish, where would you go? Okay, which place will you choose? If I had the chance to travel, I would go to the International Space Station. International White right? Space Station, you mean? Yes. Oh, that sounds dangerous. Are you sure? Are you sure you want to visit there? Yes, I want to visit there. Um, how long will you stay there? Uh, only one day. <laughs> only one day, yeah. 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 <laughs> okay, okay. But I think it's not very fun there, right? Yes yes. <laughs> hi. time, uh, uh, Mogujo, uh, I hear. Yes, sir. So, which is better, a city life or a village life? Uh, this a question for you. Yeah, I think uh, for me, uh, city life is better. Yes. Uh, sometimes yeah, I want to move to village. Yes. However, you know, uh, I need to stay in city because uh, I think it's easy to find many a uh, city. Yeah, yeah, yes, that's right. That's right. If you live in a very remote village, you you may have problems with electricity, water, roads, internet, food, equipment, and various household items and medical supplies. နောက်တစ်ခုကတော့ daily speaking five days <laughs> လို့ခေါ်တယ်။နေ့တိုင်း speaking လေ့ကျင့်နေရမယ်။အဲတနေ့ရက်နဲ့အကြိုက်လေ့ကျင့်ပြီးတော့ ဟိုတစ်ပတ်လောက်ကြည့်ပြီးနောက်တစ်ပတ်လောက်ပြန်ပြီးပြတ်သွားတာမျိုးမဟုတ်ဘူးခနဲ့နေတိုင်းအချိန်5မိနစ်10မိနစ်လောက်ပေးပြီးတော့လေ့ကျင့်ရမယ်။ဘာကြီးလေ့ကျင့်မလဲ။ခေါင်းစနစ်တစ်ခုခုကိုရှာလို့ရတယ်။ AI မှာရှာလိုက်ရတယ်။ဒါမှမဟုတ်လေခုမှရှိရဲ့ဟိုပေါ့ပစ္စည်းတစ်ခုကိုကြည့်ပြီးတော့ဒီပစ္စည်းလေးရဲ့အယောင်လေးကိုဘယ်လိုပြောမလဲ။ပုံသဏ္ဍာန်လေးကိုဘယ်လိုပြောမလဲ။အရွယ်အစားလေးကိုဘယ်လိုပြောမလဲ။ဒါမှမဟုတ်လူတစ်ယောက်ဆိုရင်လေကိုယ့်ရဲ့ဟိုမိတ်ဆွေဆိုရင်ဒီမိတ်ဆွေရဲ့အဲပေါ့ဟိုအရေးချင်းဒါမှမဟုတ်သူ့ရဲ့ပုံစံအဲမျက်နှာမှာ ဟိုနှခမ်းမှုလေးရှိရဆိုရင်ဒါလေးဘယ်လိုပြောရင်ကောင်းမလဲမဲ့လေးပိုင်ဆိုဘယ်လိုလေးပြောရင်ကောင်းမလဲစသည်ဖြင့်အဲ့လိုဟာလေးကိုကိုယ့်ကိုဘေးကပြန်ထုတ်ချင်းအဖြစ်အားလေးကိုမတိမတိရလေးကိုရှာမယ်ဒါမှမဟုတ်လေကိုယ်ကလက်လန်းမိတဲ့ဆရာသမားတွေကိုမေးမယ်ဒီလိုနီးငယ်လေဟိုစူဆောင်းပြီးတော့လေ့ကျင့်လို့ရတယ်အဓိကကနေတိုင်းခေါင်းစဉ်တစ်ခုခုကိုရှာပြီးတော့9မိနစ်ကနေအချိန်7မိနစ်နေတိုင်းပြီးပြီးတော့လေ့ကျင့်ဖို့ဖြစ်တယ်အဲ့တော့နေတိုင်းလေ့ကျင့်ခြင်းကပို့ပြီးတော့ထိရောက်တယ်တနေ့ကိုအများကြီးလေ့လာပြီးတော့အဆက်ပြတ်ပြတ်သွားတာတော့ဟိုအစင်မပြေဘူးနေတိုင်းပုံမှန်လေးလေ့ကျင့်ဖို့ဒါကနံပါတ်3ချက်အနေနဲ့ဆက်လက်လာတယ်မှတ်ထားရမယ် Emily friend gave me the cake. So, the cake is a chocolate cake. The color is brown. So, the cake is sprinkled with peanut. နံပါတ်၄တစ်ချက်ကတော့ listen and imitate ဒီ YouTube မှာပဲအင်္ဂလိပ်လိုပြောနေတဲ့ဒီဒီ podcast တွေဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ်ဖွင့်ထားပြီးတဲ့ခါကျရင်တို့ဆိုပြီးဗီဒီယိုလို့ခဏကြာကိုယ်ကလည်းအတူတူမျိုးလိုက်ပြီးတစ်ထပ်ထည့်လိုက်ပြောကြည့်ဒါဆိုရင်ကိုယ့်ရဲ့အတန်နေအတန်ထားလေးရလဲအဆိုးဆိုးဝါးဝါးအခြေအနေကနေပြီးတော့အတင်းအတင်းအခြေအနေအတင်းအတင်းအခြေအနေကနေပြီးတော့တော်တော်လေးကိုကောင်းတဲ့အခြေအနေလေးအထိရအောင် လေ့ကျင့်လို့ရတယ်အဓိကကဆောင်မပြောခင်မှာအရင်နားယူအောင်နားထောင်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်ဗီဒီယိုလေးတွေကိုနှစ်သက်ရဗီဒီယိုလေးပေါ့နော်တောင်းတောင်းနှစ်သက်ပုံချင်းမတူဘူးအเจ้าရချင်းလည်းမတူဘူးတော့ကိုနှစ်သက်လောက်မှဟာတစ်ချင်းဆို တဲ့တခြင်းပေါ့တခြင်းကြက်တဲ့လူဆိုတဲ့တခြင်းဒီပုံမြင်ကြက်တဲ့လူဆိုတဲ့ပုံမြင်အဲဗီဒီယိုကကြက်တဲ့လူဆိုတဲ့ဗီဒီယိုကအဲ့လိုဟာလေးတွေကိုဖွင့်မယ်ဖွင့်ပြီးအဲ့ဒီကြောင်တိုင်းကိုအဲ့ဒီတန်ဒီတန်ထားတိုင်းလိုက်ပြီးတော့ပြောလေ့ကျင့်မယ်ဆိုလို့ရှိရင်လည်းဆိုင်လန်နာတွေအဲရှာတွေဟာဟိုဘယ်လိုပြောမလဲဆိုရင်လေးနေတာထုံနေတာမျိုးမဟုတ်ဘဲနဲ့တော်တော်လက်လက်ကလေးဖြစ်လာမှာဖြစ်နောက်ဆုံးနှစ်ခွတော့ Friday publicly လို့ခေါ်တယ်လူရှိသူရှိလူကြားသူကြားမှာလေ့ကျင့်နေဆိုတာမျိုးပေါ့ဟိုတခါလေးကြားလို့ရှိရင်တချို့ကအဲ show user user နှစ်မျိုးရှိတယ်အဲ ကိုဘကိုအင်္ဂလိပ်စာရေးကျွမ်းကျင်အောင်တိစောက်ပြီးမှလူရှိမှထုတ်ပြောတာမျိုးရှိတယ်။ငါလုတော့မဲဆိုပြီးကျင်နာပြီးတော့မှဆက်လုတာမျိုးလည်းရှိတယ်။တချို့တော့များတော့ဟိုကိုလုပ်ငန်းမပြီးခင်များအောင်မကြွားဘူးမပြောအောင်ဆိုရင်ဒါကတော့တခြားနေရာမှာမှန်ကောင်းမှန်ပါလိမ့်မယ်။ဆရာယူစားနေတော့ဘာသာစကားသင်နေဆိုတဲ့နေရာမှာကြော်ညာထားလိုက်ဖို့လိုတယ်။ဥပမာဖြစ်ဆိုရင်ကိုကနဲ့ကိုဗီဒီယိုပင်ရပြီးတော့ဒီနေ့ငါအင်္ဂလိပ်စာအဲ scale လေးချင်းနဲ့ day 1ဖြစ်ပါရဲ့ဆိုပြီးကိုကကိုကြည့်ပြီးကိုကကိုပြော ပြောပြီးအဲ့ဒါဘီလိုပါတင်တင်တဲ့ခါကျရင်ဆရာကြီးလိုလုပ်ပြီးကိုကတင်တာမဟုတ်ဘူးလေငါးပါငါးလေးချင်းတဲ့ဟာလူငါတင်တာပြောမယ်ဆိုရင်အဲဟိုရှက်တဲ့စိတ်ကိုဖြောက်တာအဲ့လိုနီးနေလေးချင်းရတယ်ပေါ့တော့ရှက်တဲ့စိတ်ကိုဖြောက်လိုက်တာအခုကိုကြည့်ပြီးတော့ line မတင်ပြီးဆိုရတာကကွန်မန့်တွေတွေ့တော့မယ်ငါမင်းပြောတာဘယ်လိုဖြစ်တယ် negative feedback တွေလည်းကြုံရင်ကြုံမှာပဲဒါပေမဲ့ negative feedback ကြုံရင်လည်း use size မလို့ကိုကနေကိုလုံနေတာကိုမကောင်းတာလုံနေတာမဟုတ်ဘူးကိုလေ့ကျင့်နေတာဖြစ်တယ်အဲဒီစကားကိုလေ့ကျင့်နေဟိုတင်းမီဆိုတဲ့ကျွန်တော်ဒါအာ for this the speaking practice for day 1 day 1အတွက်ဒါ speaking practice ပြောတာဖြစ်ပါတယ်ဆိုပြီးတော့ကိုအကြောင်းလေးအင်္ဂလိပ်လိုပြောကြည့်ဟော day 2ကြတဲ့အခါကျပြန်တော့လဲအဲကိုကကိုရဲ့ခံစားချက်ပြောပြရလားဒါမှမဟုတ်ကိုပြီးသားစုအကြောင်းပြောပြမှာလားဒါမှမဟုတ်လဲကိုရားခဲ့တဲ့လက်ဆောင်လေးတစ်ခုအကြောင်းပြောပြမှာလားစသဖြင့်အကြောင်းကတစ်ခုတစ်ခုစီကိုပြောပြရခါကျရင်ဒီ online ပေါ်မှာ တင်ကြည့်လို့ရတယ် order တွေလောက်တာမဟုတ်ဘူးကိုဟာ legend နေရဖြစ်တယ်ကျင်ညာပြီးတော့ legend နေဖြစ်တယ်ကျင်ညာလိုက်တဲ့အတွက်တာဖြစ်တဲ့အတွက်ကြောင့်ဟိုပြောရမယ်တုံးအားတစ်ခုလည်းဖြစ်သွားတယ်လူတွေကိုကျင်ညာပြီးပြီးကိုမလုပ်လို့မရတော့ဆိုပြီးတော့ဒီဆောက်လိုက်တာပါတော့တတ္တိရှိတယ်ဆိုရင်လူတွေကဒီလိုနီးနေလေအလေးစွမ်းရင်ကောင်းနေချင်လို့ရတယ်တော့ negative feedback တွေခူးမဆိုင်နေအောက်ကနေအကြံပြုချက်တွေရလာနိုင်တယ်အမှုလည်းအားပေးမှုတွေရလာနိုင်တယ်အကြံပြုချက်တွေရတော့ရလာတော့လေအမင်းလေးချင်းနေရာလေးကိုကအားနေနေရဆိုရင်တော့မင်းလေးချင်းနာအဲ့လိုလေးပြောရင်တော့ပိုကောင်းမယ်ဆိုရင်အကြံပြုချက်တွေထားလိုက်တဲ့ခါကျတော့ကိုအကျိုးရှိမှသွားဘူးလား ဟောအားပေးလိုက်တဲ့ဇာကလေးကြားပြန်တော့လေကိုတက်ဖို့ရှေ့ဆက်မဲ့ခရီးအတွက် confidence ကြီးခွန်အားတွေရှိမှတော့လာတော့အကျိုးရှိသွားတယ်ဒါကြောင့်ကိုဗီဒီယိုလေးရိုက်ပြီးတော့တင်ပြီးတော့လေ့ကျင့်တာမျိုးလေးလည်းအလင်းတက်လို့လောက်ရမယ်နောက်ဆိုရင်ကိုက name job blogger တစ်ယောက်ဖြစ်နေအောင်ဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားအဲ့တော့ဆရာလန်နာကိုဒီနေ့ပြောပြခြင်းနဲ့ချဲလေးရထားပါပဲအဲ့တော့အိမ်မှာနေနဲ့လက်တွေ့လေ့ကျင့်လို့ရရင်နီးလန်းတွေလေ့ကျင့်နေတဲ့အိရိစာစွမ်းရည်ကောင်းတိစောက်ကြပါ fighting ပါ